အားလုံးပဲမင်္ဂလာပါထဲရောပိုင်းချီကကျူစွပါတယ်ဒီနေ့ချီလုတ်ပြီးမဲ့ reading ကတော့ဒီ17လပိုင်းအတွက်ပေါ့နော်အကုန်လုံးအတွက်ကိုချီအတွက်ကိုဖတ်ပြီးမှဖြစ်တယ်အဲ့တော့ဒီမှာ file 1 file 2ဆိုပြီးတော့ပေးထားတယ် file 1ကကျတော့ဒီ Versace ပေါ့နော်ဒီ plain လေးကိုရွေးချင်တဲ့သူ file 1လေးတွေ file 2ကကျတော့ဒီမှာ black opinion wire sale ဟာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီ file လေးနှစ်ခုတည်းကကိုကြိုက်တဲ့တစ်ခုရွေးပြီးတော့ reading လေးကိုဆက်လက်ပြီးတော့ကြည့်ပေးပေါ့နော်အဲ့တော့ပထမဆုံးဒီ Versace လေးနဲ့အရင်စမယ် Versace ကိုရွေးချေထား ားတယ်ဖိုင်ဝမ်းလေးတွေပေါ့เนาะ အဲ့အတွက်ကိုဒီ reading ကခြေကဒီမှာ21 plus ပေါ့နော်18 plus တော့မဟုတ်21 plus ကတ်လေးတွေနဲ့ဖတ်ပြီးမှဖြစ်တယ်အဲ့တော့ဒီကတ်လေးနဲ့ပတ်သက်ပြီးတော့ကိုကဒီ21 plus ကတ်တွေမြင်ချင်မှုပြဿနာရှိတယ်ဆိုလို့ရှင်ကြော်သွားလိုက်ပေါ့နော်ဒီ comment ထဲမှာပောက်တက်ကြရတော့မရေးနဲ့ရေးတယ်ဆိုရင်ခြေအကုန်လုံးဘန်းမယ်ပေါ့နော်ဒါကဒီကက်လေးဝယ်ပြီးတည်းကမဖတ်ဖြစ်သေးဘူးပေါ့နော်ဒီဗီဒီယိုထဲမှာဆိုတော့ဒီနေ့မှာတော့ခြေက21 plus reading လေးလုပ်ပေးမယ်ပေါ့နော် အဲ့တော့ကြည့်ရအောင်ပိုင်ဝမ်းလေးတွေပေါ့နော်ပစာချီကိုယူထားတဲ့သူလေးတွေโอเค fourth of fourth of sauce ကြာရယ်ပထမဆုံးတကက်ကက်ကြီးချီရင်ဆွဲလိုက်မယ်ပေါ့နော်ဆက်တလာပိုင်းထဲမှာပိုင်ဝမ်းယူထားတဲ့သူလေးတွေဒါတွေကြုံတွေ့ရမယ်ဆက်တလာပိုင်းထဲမှာပိုင်ဝမ်းကိုပြီးထားတဲ့ဒီလိုအချိန်မှဘာကြီးကျွန်တွေ့ရမလဲဟုတ်ပြီ8 of cups ကိုကြရဲပေါ့နော်8 of cups eight of cups four of swords အဲ့ရမျိုးကတော့ပြန်ထားမယ်ဆက်တလာပိုင်းနဲ့မှာပိုင်ဝမ်းကိုရွေးချယ်ထားတဲ့သူလေးလေးဘာကြောင့်တွေ့ရမလဲဒီမှာဒါပါလေဒါက king of king of pentacles อืม နောက်ထပ်၃ချက်ထပ်ဆွဲမယ်ပြီးရင် reading ကိုဖတ်ကြမယ်ဒီမှာက3 of pentacle ပေါ့နော်3 of pentacle ကိုကြားတယ်ဟုတ်ပြီနောက်ထပ်နောက်ကထပ်ဆွဲမယ်ပြီးရင်ဒီ reading လေးကိုကြည့်ရအောင် okay ဒီမှာက5 of swords ကိုကြားတယ်ပေါ့နော်ဒီမှာထားလိုက်မယ် นอกสองเบสออฟเดอะเด็กมาก็ทีมา three of cups กูจ่าเลยบ่เนาะฮับบี้เออที่ปายวันนี้ดีเดียมาบ่เนาะกูกปเล่าเบสแต่พาดลูเนี่ยแอัคคะเคเรเบ้พีดๆเซมปีนี่บเพีดๆบ่เนาะทีสัตตะลาบายเนี่ยมา ကုန်လုံးပြန်လဲပြီးတော့အဆင်ပြေသွားမှာမျိုးကိုချီတွေ့ရယ်ဟိုစကားများထားတဲ့ရန်ဖြစ်ထားတဲ့အဲ့လိုမျိုးတွေဆိုလို့ရှင်လည်းပြန်လဲပြီးတော့အဲ့လိုညှိနှိုင်းပြောဆိုပြီးတော့အဆင်ပြေသွားမယ်ဟိုကြားထဲမှာပေါ့နော်ကိုကအဲ့လိုမျိုးကိုစိတ်ထဲမှာခံစားနေရတဲ့ဒီ feeling တွေရှိတဲ့အဆင်မပြေတဲ့အရာတွေအဲ့လိုမျိုးတွေဆိုလို့ရှင်လည်းကိုကတစ်ဖက်လူနဲ့တိတိကျကျပြောပြီးတော့တိတိကျကျ communicate လုပ်ဖို့လိုအပ်တယ်ပေါ့နော်ကိုစိတ်ထဲမှာဘာဖြစ်နေလဲဆိုတာ तू မသိနိုင်ဘူးပေါ့နော်ပြီးတော့အဲ့လိုမျိုးဒီကြားထဲမှာကအဲ့လိုမျိုးတစ်ဖက်လူတော့၎င်းကိုတော့၎င်းပေါ့နော်ဒီ ကိုယ့်ရဲ့ဒီမိသားစုနဲ့ပတ်သက်ပြီးတော့ဒီအလုပ်ခိုင်နဲ့ပတ်သက်ပြီးတော့ပဲကိုကအဲ့လိုမျိုးစိတ်ဒီပုံများနေတာမျိုးတွေ့ရတယ်ကွာစိတ်နောက်ချက်တွေပုံဖြစ်နေတာမျိုးတွေ့ရတယ်ပြီးလို့ရှင်နှစ်ယောက်ကြားထဲမှာအဆင်မပြေအောင်ဆိုပြီးတော့အဲ့လိုမျိုးနည်းနည်းကနောက်ချင်တဲ့သူလေးတွေအဲ့လိုမျိုးနှစ်ယောက်အဆင်ပြေနေတာကို jealous ဖြစ်နေတဲ့သူလေးတွေအဲ့လိုမျိုးလေးတွေရှိတတ်တယ်ပေါ့နော်သူတို့ကသူတို့ကသူတို့ထားလိုက်ပါသူတို့ကသူတို့တွားလိုက်မယ်ကိုရင်းနှစ်ယောက်ကြားထဲကိုဘယ်သူမှမဝင်နိုင်ဘူးဆိုတာချီတွေ့ရအဲ့လိုမျိုးတယောက်နဲ့တယောက်လည်း ဟိုပြောစရာရှိတယ်ကိုယ်စိတ်ထဲမှာမထားဘဲနဲ့ကိုကသူ့ကိုပြောပြရမယ်ပေါ့နော်ကိုယ်စိတ်ထဲမှာဘလို့ဘလို့ဖြစ်နေရဲ့ဘာညာအဲ့လိုမျိုးပြောပြရင်ဒီ relationship ကရှေ့ဆက်သွားလို့ရတယ်နောက်ပိုင်းဟိုမိဘတွေပါတိလာမယ်ပေါ့ဘာတိလာ ဟိုအဆင်မပြေဖြစ်နေတဲ့အရာလေးတွေဘာလေးတွေဆိုလို့ရှင်လည်းညှိနှိုင်းပြီးတော့ပြောဆိုနောက်ပိုင်းကျရင်သူနဲ့ကိုယ်နဲ့ကရေရှည်လက်တွဲရောက်လက်တွဲသွားဖို့အထီကိုဖြစ်နိုင်နေပေါ့နော်ပြီးရင်နှစ်ယောက်တူတူအဲ့လိုမျိုး future ကိုတည်ချ planning ချဖို့လိုအပ်တယ်ဒီကြားထဲမှာရာသီဥတုပြောင်းလဲကြနည်းနည်းဖြားနာတတ်တာတွေ review site ကမင်းအဲ့လိုမျိုးချီပြောရမလားဒီမှာအလုပ်တွေပြီးနေတာအဲ့လိုမျိုးအလုပ်ကမြင်မျိုးစိတ်အနှောက်အယှက်တွေဖြစ်နေတာပြီးရင်တယောက်နဲ့တယောက်အဲ့လိုမျိုးစကားများထားတဲ့သူလေးတွေပါတယ်အဲ့လိုမျိုးလူဆိုလို့ရှင်လည်းဘာမှမဟုတ်ဘူးပြန်နေပြီးတော့ဒီလာတွေမှာ ဆင်ပြေသွားလိုက်မယ်ပေါ့နော်၁၇လပိုင်းထဲမှာအဲ့လိုနှစ်ယောက်ကြားတဲ့ကိုဘယ်သူမှဝင်လို့မရဘူးတယောက်ကိုတယောက်အဲ့လိုမျိုး balance ဖြစ်ဖြစ်နဲ့ပို့ပြီးတော့ chicken ပေးရမယ်အဲ့လိုမျိုးဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်ဒီလားဒီတစ်လလုံးကအာတတရရာလေးနဲ့ကွာတိလာဟိုလို ကတော့ main ကလေးဆိုလို့ရှင်တော့အဲ့လိုစိတ်ဆိုးစိတ်ကောက်ဘာညာတော့ရှိမှာပေါ့နော်ဒါပေမဲ့ဒီဘက်ကပြန်ချော့ဘာညာနဲ့အဆင်ပြေသွားလိုက်မယ်အဲ့လိုမျိုးတစ်ဖက်လူကတော့အဲ့လိုမျိုးကိုကောင်းမှုအတွက်ကိုပဲသူပြောတာပေါ့နော်ကိုကိုဆိုလို့ရှင်သူကအဲဟိုဟာလေးမလုံနဲ့ဒီဟာလေးမလုံနဲ့အဲ့လိုမျိုးအမြဲကလေးလေးတယောက်လို့သူကစိတ်ပူပေးနေတတ်တယ်ပေါ့နော်ပြီးလို့ရှင်အဲ့လိုမျိုးဂျားစကားတွေမယုံနဲ့ပေါ့နော်ဂျားလူတွေကဟဲ့ ဘလို့ဖြစ်တယ်ဒီလိုဖြစ်တယ်ဘာညာအဲ့လိုမျိုးပြောရဲဆိုလို့ရှင်ကိုလူနဲ့ကိုပဲရှင်းပေါ့နော်အဲ့လိုမျိုးသူများတွေပြောတာကိုမယုံနဲ့အဲ့လိုမျိုးရှင်းစင်ငယ်လေးတွေဆိုလို့ရှင်လည်းကိုကိုအဲ့လိုမျိုးလုံးဝကြိုက်ပြီးတော့ကြည့်ရှုနေတဲ့သူလေးတွေရှိရယ်နော်လိုက်ပြီးတော့ stock နေတဲ့သူလေးတွေအဲ့လိုလူလေးတွေကဒီဆက်တလာပိုင်းထဲမှာတချို့လူလေးတွေအတွက်သူတို့က action ယူလာလိုက်မယ်ကိုကိုစကားဆလာပြီးတော့ပြောလိုက်မယ်အဲ့လိုမျိုးလေးတွေချီတွေ့ရတယ်ပေါ့နော်ကိုကိုစကားဆလာပြီးတော့ပြောလိုက်မယ်သူ့ဘက်ကလာပြီးတော့ချင်းကက်လိုက်မယ်အဲ့လိုမျိုးတွေ့ရတယ်ပြီးရင်ဒီ relationship တွေပေါ့နော်ပြတ်ဆဲထားတဲ့ သူလေးတွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဒီမိသားစုကိုပို့ပြီးတော့အချိန်ပေးကိုလုံးချာရှိတာကိုပို့လို့ကို့အတွက်ကိုအချိန်ပို့ပေးပြီးတော့ဒီ၁၇လပိုင်းထဲမှာနေပေါ့နော်ဒီ၁၇လပိုင်းကုန်တာနဲ့စင်ငယ်လေးတွေဆိုလို့ရှိရင်အချိန်ရေးမှာနောက်ထပ်လူတစ်တယောက်ဝင်လာမဲ့ energy မျိုးကိုတွေ့ရတယ်လူဟောင်းတော့ဝင်လာမှာမဟုတ်ဘူးပေါ့နော်ပြီးတော့ဒီထဲမှာအဲ့လိုမျိုး no no contact ဖြစ်နေတဲ့သူလေးတွေဆိုလို့ရှိရင်လည်းအဆက်အသွယ်ပြန်ရဖို့ကဒီ၁၇လပိုင်းထဲမှာရဖို့ကွာအရောက်တရာမှာဆိုလို့ရှိရင်30လောက်ပဲမြင်နေပေါ့နော်30%လောက် ပဲချီမြင်နေပေါ့နော်အဲ့လိုတစ်ဖက်လူကလည်းသူ့အားနဲ့သူအဲ့လိုမျိုးအဆင်မပြေညီတာရှုပ်ရှက်ခတ်နေတဲ့အရာအဲ့လိုမျိုးလေးတွေပေါ့နော်အလုပ်ကိစ္စကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေရတာမျိုးအဲ့လိုမျိုးလေးတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုနဲ့သူနဲ့ကဒီအဆက်အသွယ်ပြတ်နေရဆိုလို့ရှိရင်စကားမပြောဖြစ်သေးဘူးပြန်ပြီးတော့အဲ့လိုမျိုး အာအပြစ်မှာစုံပြီးတော့မပြောဖြစ်သေးဘူးမဖြေရှင်းဖြစ်သေးဘူးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ပေါ့နော်ဒါကဒီ17လပိုင်းတဲမှာပဲပေါ့နော် no contact တွေဆိုလို့ရှိရင်လည်းဒီတိုင်းလေးပဲသွားအောင်မယ် single လေးတွေဆိုတော့ကို့ဘွားတွေကိုဒါနောက်ထပ်လူသစ်ဝင်လာမဲ့ energy မျိုးကိုချီတွေ့ရတယ်အဆင်ပြေလိုက်မယ် relationship သမားတွေဆိုလို့ရှိရင်လည်းဘေးစကားတွေဘေး လူပြောတာတွေမယုံနဲ့ပေါ့เนาะအချင်းချင်းရအောင်ညှိနှိုင်းပြီးတော့ဖြည့်ရှင်းပါအဲ့ဒါဆိုလို့ရှင်စက်တလာပိုင်းထဲမှာအဆင်ပြေလိမ့်မယ်အဲ့တော့ crash တွေဆိုလို့ရှင်လည်းကိုယ်လာပြီးတော့ချင်းကတ်တဲ့သူတွေရှိလာလိမ့်မယ်အဲ့ထဲမှာမှတယောက်ယောက်ကိုရွေးပြီးတော့ထိတ်တိပါညာတွားကြည့်ပေါ့နော်ဘိုင်ဝမ်းလေးတွေအဲ့တော့ဘိုင်ဝမ်းလေးတွေအတွက်ကဒီ message ကတော့ဒီနေ့ဒီလောက်ပဲပေါ့နော်음ဟုတ်ပြီအဲ့တော့ဒီ pie 2လေးတွေအတွက်ချီဖတ်ပေးမယ်ပေါ့နော် ဖိုက်ထူးလေးတွေကဒီ wire set ကိုရွေးထားတဲ့ဒူလေးတွေပေါ့เนาะဖိုက်ထူးလေးတွေကဒီဘက်က wire set ပေါ့เนาะ wire set ကိုရွေးထားတဲ့ဒူလေးတွေအတော့ခြိဖတ်ပြီးမယ်အဲ့တော့ဒီမှာ21 plus ကလေးနဲ့ဖတ်ပြီးမယ်ပေါ့เนาะ7လပိုင်းနဲ့မှာပိုက်ထူးလေးတွေကဦးပြောအောင်ပြောရသည်ကတ်တီကြလာပြီအဲ့ဒီမှာ7 of cups ကိုကြားတယ်7 of cups ပြီးရင်ဒီမှာကအာ ိမာကအော် high priestess okay ဆလာရဒီ reading က vibe လေးတစ်ခုရနေပြီပေါ့နော်နောက်ထပ်တစ်ခုကဒီမှာ empire get နောက်တစ်ခါထပ်ပြီးတော့ပြန်ကြတယ်ဒီမှာ the king card ပေါ့နော်နောက်ဆုံး သုံးသက်ထပ်ဆွဲမယ်ဆွဲပြီးရင်ဒီလိုမျိုးရှင်းတူတူထပ်ရအောင်ဒီမှာက10 of sauce ကိုကြပါတယ်နောက်ပြီးတော့နောက်နှစ်ခက်ကြလာပြီဒီမှာက night of sauce night of sauce ကိုကြတယ်ပြီးရင်ဒီဘက်မှာကဒါ5 of pentacle ကိုကြတယ်ပေါ့နော်ဟုတ်ပြီအဲနည်းနည်းရွှေ့ ဲ့တော့ဒီပိုင်ဝမ်းလေးတွေပေါ့နော်17လပိုင်းနဲ့မှာပိုင်ဝမ်းလေးတွေအတွက်ခြေရည်ကိုအရင်စပြီးတော့ပြောရမယ်ဆိုလို့ရှိရင်음ကိုကလေဒီ relationship နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုစိတ်ထဲမှာအဲ့လိုမျိုးရှေ့ဆက်ပြီးတော့တွားရင်အဆင်ပြေမလားမပြေဘူးလားဆိုတာကိုကသိနေပြီးသားပေါ့နော်တစ်ဖက်လူကလည်းအဲ့လိုမျိုးကိုဖြစ်ချင်တဲ့အရာတွေပေါ့နော်ကိုရဲ့ဒီစိတ်ကူးအိမ်မက်တွေကို तू က ဟိုတကယ်လက်တွေ့မှာအကောင့်တွေဖော်နိုင်မှာလားတချိန်ချင်းကြာလို့ရှင်ကိုနဲ့သူနဲ့အဲ့လိုမျိုးအတွေးခေါ်ခြင်းမတူညီလို့စကားပြရမှာလားအဲ့လိုမျိုးလေးတွေပေါ့နော်ဒီ၁၇လပိုင်းနေမှာကိုကပြန်ပြီးတော့အဖြေရှာမယ်အဖြေထုတ်ကမယ်အဲ့လိုမျိုးအချိန်လေးပေါ့နော်သိလားဟိုတစ်ဖက်လူကတော့နည်းနည်းအဲ့လိုမျိုး manipulative ဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုကသူနဲ့သူရှိနေတဲ့အချိန်ကြာလို့ရှင် သူသူ့ရဲ့ဒီတကယ်စိတ်ရင်အမှန်ကိုကမြင်အောင်မကြည့်နိုင်ဘူးဆိုတာမျိုးဖြစ်နေရဲ့ပေါ့နော်သူပြောတဲ့စကားတွေသူပြောတဲ့ action တွေသူလုပ်နေတဲ့အရာတွေနဲ့ပဲကိုကမျောသွားတတ်တယ်အဲ့လိုမျိုးပုံစံတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီ fight two လေးတွေကပေါ့နော်ဒီ၁၇လပိုင်းနဲ့မှာကိုအသိပညာအတတ်ပညာပဟုတုတ္တတွေသင်ယူဖို့ရှိနေသေးတယ်ပေါ့နော်အဲ့အရာလေးတွေကိုကို တက်ဖြစ်လိုက်မယ်။ကြောင်းတက်ဖို့လုံးနေတာတော့လကောင်ပညာဗဟုသုတတခုခုလေးလာဖို့လုံးနေတာတော့လကောင်အဲ့လိုမျိုးလေးဆိုလို့ရှင်ဖိုက်တူးလေးလုံးဖြစ်မယ်ပေါ့နော်။တစ်ဖက်လူကလည်းကိုယ်ကူညီပေးမယ်ဖေးမပေးမယ်အဲ့လိုမျိုးတွေ့ရတယ်။ပြလို့ရှင်ပေါ့နော်။ဒီထဲမှာအဲ့လိုမျိုး no contact တမားတွေပါတယ်ဆိုလို့ရှင်လည်း ကို့ကိုလာပြီးတော့ဆက်သွယ်မှာမျိုးချီတွေ့ရတယ်ဒီလားသူတို့ဘက်ကမြင်အဲ့လိုမျိုး action ယူပြီးတော့ကို့ကိုပြန်လာပြီးတော့ဆက်သွယ်မှာမျိုးကိုနဲ့ပြန်ပြီးတော့အဆင်ပြေခြင်းနေတာမျိုးအဲ့လိုမျိုးလေးတွေတွေ့ရတယ်เนาะဒီ fight 2လေးတွေမှာပေါ့เนาะอืมပြီးရင်အဲ့လိုမျိုးကိုကလေတဖက်လူတော်၎င်းကိုကတော်၎င်းဒီသားထဲမှာအရန်အလုပ်လေးတွေရှုပ်နေတတ်တာမလို့ပေါ့နော်ဟိုတယောက်နဲ့တယောက်စကားပြောလို့ရှင်လို့ရှင့် ဟိုချူချူတတလေးပြောပေါ့နော်သူကလည်းသူ့ဘက်မှာအလုပ်တွေပြီနေတယ်ဟိုလို no contact တွေဆိုလို့ရှင်နဲ့တစ်ဖက်လူကကိုစီကိုလာချင်တယ်ဒါပေမဲ့သူ့မှာအဲ့လိုမျိုးအင်အားမရှိနေသေးဘူးအဲ့လိုမျိုးသူကအချိန်နဲ့နဲ့ယူနေတော့အချိန်နဲ့နဲ့ယူနေတယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်နောက်ဆုံးမှာတော့ကိုစီကိုပဲပြန်ရောက်လာမှာပေါ့နော် no contact သမားတွေပြတ်သွားတဲ့ HD ပါတယ်အဲ့လိုမျိုးဆိုလို့ရှင်ပေါ့နော် အဲ့တော့ဒီ7လပိုင်းတည်းမှာအဆက်တွေပြန်ရဖို့တော်တော်များများအောင်ချီးမြင်နေပေါ့နော်ပြလို့ရှိရင်ဒီကိုကြိုက်နေတဲ့ crush ပေါ့နော် crush ဆိုလို့ရှိရင်လည်း तू อ่ะအာ तू ရေလာမြောင်းပေးလေးနည်းနည်းပါးပါလှုပ်ပြီးပေါ့နော်ကိုယ်စိတ်ထဲမှာလည်း तू เนี่ยအဆင်ပြေတော့မယ်ဆိုပြီးတော့ကိုခံစားနေရတာမျိုးအဲ့လိုမျိုး feeling တစ်ခုခုရှိနေမယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဟို crush နဲ့က ဒီထက်မကပို့ပြီးတော့အဆင့်နေတက်လာမှမျိုးချီတွေ့ရတယ်ပေါ့နော်တိလားဒါပိုင်1 energy လေးနဲ့တော့ခက်ဆင်ဆင်ပေါ့နော်တယောက်နဲ့တယောက်ကအဲ့လိုမျိုးဟို နင်ခေါ်မလားငါခေါ်မလားအဲ့လိုမျိုးလေးနဲ့ဖြစ်နေတာပေါ့ကွာဒီလားအဲ့လိုမမာနာလေးပြီးပေါ့နော်အဲ့တော့သူ့ဘက်ကမြင်လာခေါ်ဘူးကကြတော့ तू ကနည်းနည်းလေးခေါင်းမာနေတာမျိုးအဲ့လိုမျိုးလေးတွေဖြစ်တတ်ကြမလို့အဲ तू လာခေါ်မယ်ဆိုလို့ရှိရင်တော့ဟိုလာတော့လာခေါ်မယ်စကားလာပြောလိုက်မယ်ဒါပေမဲ့အချိန်နည်းနည်းစောင့်ရမယ်ပေါ့နော်တစ်ဖက်လူကဒီမှာ the king and the king ရဲ့ energy လေးကြားတယ်အဲ့တော့ तू ကနည်းနည်းအဲ့လိုမျိုး तू ဆရာကြီးလုပ်တဲ့ design ရှိတယ် तू ကပေါ်စီရပဲနေချင်တယ်အဲ့လိုမျိုးပုံစံလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ crush နဲ့ဆိုလို့ရှိရင်ကိုကဒီလိုခလေးဆန် ဆန်လေးအဲ့လိုမျိုးလေးနေပြီးရင် तू ကပို့ပြီးတော့ကြိုက်နှစ်သက်မယ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့ crush ကလည်းအဲ့လိုမျိုး तू ကလုံးဝဆန်းပွင့်နေနော်ဟမ်ပျို့တိုင်းကြိုက်တဲ့နှင်းစီလိုမျိုးဖြစ်နေတာအဲ့လိုမျိုးတွေ့ရတယ် main ကလေးဆိုလို့ရှင်လည်းအဲ့လိုပဲယောက်ျားလေးတန်းခိုးကျင်နေတဲ့ဒီ bandy လိုဘာလို့လို့အဲ့လိုမျိုးအမြင့်တနည်းအောင်မှာရှိတဲ့သူတယောက်ပေါ့ကွာဒီကအဲ့လိုမျိုးတွေ့ရတယ်ပြီးလို့ရှင်ကိုကအခုချိန်မှာပေါ့နော် relationship တမားတွေဆိုလို့ရှိရင်လည်းအဲ့လိုပဲစကားမပြောချင်းဘူးကိုယ့်ဘာသာကိုယ်တယောက်တည်းနေချင်တယ်အဲ့လိုမျိုးမလုပ်ခင်နဲ့ပေါ့နော်တစ်ဖက်လူကရော तू ဘာကသူ့ဘက်ကဘာတွေပြောပြချင်တယ်လဲ तू ဘလို့ခံစားနေရလဲအဲ့လိုမျိုးအရာလေးတွေကိုသိအောင်လုပ်ပေါ့နော်ဒီအခုချိန်မှာကိုယ့်ရဲ့ဒီစိတ်ကလေကိုယ့်ရဲ့ intuition အားကောင်းနေတယ်ပေါ့နော်အဲ့တော့တခုခုဆိုလို့ရှိရင်ကိုကအလိုလိုသိနေတာမျိုးဘာဖြစ်တော့မဲဘလို့ဖြစ်တော့မဲအလိုလိုသိနေတာမျိုးလေးတွေကိုတွေ့ရတယ်ပေါ့နော်ချီပြီးတော့ဒီအရင်တော့ကကိုဒီ ချိန်ပိုင်းဆိုင်ရာအဆင်မပြေခဲ့တဲ့အရာတွေ relationship နဲ့ပတ်သက်ပြီးတော့အဆင်မပြေတဲ့အရာတွေဆိုလို့ရှိရင်နောက်ပိုင်းကျရင်တော့တဖြည်းဖြည်းနဲ့ပို့ပြီးတော့ကောင်းလာမှာမျိုးတွေ့ရတယ်အဲ့တော့ဆက်တလပိုင်းထဲမှာလည်းအတွဲတွေဆိုလို့ရှိရင်ဆက်လက်ပြီးတော့တွဲပြနေုံမဲ့အဲ့လိုမျိုးပြက်ဆဲသွားတာမျိုးဘာမျိုးတော့မရှိဘူးပေါ့နော်ဒါပေမဲ့တစ်ဖက်လူကအလုတ်အရန်ရှုပ်တာအလုတ်အရန်ပင်မန်းတာအဲ့လိုမျိုးတခုတော့ကိုနားလည်ပေးရမယ်ပေါ့နော်အဲ့တော့ crash တွေဆိုလို့ရှိရင်လည်းပြိုတန်းကြိုက်တဲ့နှင်းစီယောက်ျားလေးတန်းကြိုက်တဲ့ကောင်မလေးအဲ့လိုမျိုးလေးဖြစ်နေတဲ့အကြောင်းမလို့ပြိုင်ဆိုင်မှုတွေနည်းနည်းပါတော့ အဲ့လိုမျိုးများနေတတ်တယ်ဒါပေမဲ့ crash ကကိုယ်ကိုတော့သူတတိထားမိတယ်သူမျက်လုံးထဲမှာကိုရှိတယ်အဲ့လိုမျိုးကြီးတွေ့ရတယ်ပေါ့နော်အဲ့တော့ no contact တွေဆိုလို့ရှိရင်လည်းသူ့ဘက်ကအဆက်အသွယ်ပြန်လာလုပ်လိုက်မယ်တစ်ဖက်က သူ အလုတ်ကန်လေးနဲ့ပြီနေတာပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အဲ့တော့ဒီ7လပိုင်းအတွက် pie tool တွေကတော့ reading ကတော့ဒီလောက်ပါပဲပေါ့နော်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ပြီးတော့ဆုံတွေ့မယ်အားလုံးပဲ bye bye